ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းထဲမှာယုံကြည်ခြင်းကိုဥတည်စေတဲ့မြင်ကွင်းလေးတစ်ခုကိုမျှဝေပေးချင်တာဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး20အပိုင်ငယ်6ကနေ8ထဲကအကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒီထဲမှာဖော်ပြထားတဲ့အကြောင်းအရာလေးကတော့မာဂဒရမာလီကနေပြီးတော့မှတခင်ရဲ့အလောင်းကိုအဘယ်သူခိုးယူသွားပြီလဲမသိဘူးဆိုပြီးတော့မှ လာပြောတဲ့အခါဒီရဲ့တပည့်တော်နေရောက်ကလင်မြန်စွာတင်းချိုင်းတော်ကိုပြေးတယ်ဆိုပြီးတော့မှဖော်ပြထားတာကျွန်တော်တွေ့ရပါတယ်။ ဒီတင်းချိုင်းကိုရောက်သွားတဲ့အခါမှာသူတို့တကယ်ပဲထမက်မထားတဲ့အရာကတခင်ရဲ့အလောင်းမရှိတော့ခြင်းပဲဖြစ်ပါတယ်တခင်ရဲ့အလောင်းကိုကြည့်လိုက်တဲ့အခါမှာဒီပိတ်ပစိုးတာကြံရစ်ခဲ့တာကိုသူတို့မြင်တွေ့လိုက်ရတဲ့အတွက်ကြောင့်မလို့သူတို့လန့်ဖြန့်သွားတဲ့အကြောင်းအရာကိုလည်းကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဒီຢာကခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်နေတာဖြစ်ပါတယ်တကယ်လို့ဒါအဲ့ဒီရဲ့အလောင်းကိုတစုံတစ်ယောက်က ခိုးယူတွားခဲ့မယ်ဆိုရင်အဲ့ဒီရဲ့ပိတ်ပစိုးကိုတတိချာချာစနစ်တကျခောက်ထားခဲ့မှာမဟုတ်ဘူးဆိုတာလဲကျွန်တော်တို့နားလည်လို့ရပါတယ်ခရစ်တော်ရဲ့အလောင်းကိုခိုးယူမယ်ဆိုရင်ဒီတိုင်းအလောင်းကိုယူသွားမှာဖြစ်ပါတယ်ယခုကဒီအလောင်းကိုကြည့်လိုက်တဲ့အခါမှာပိတ်ပစိုးပဲခြံရစ်ခဲ့တယ်ပြီးရင်ခရစ်တော်ကိုင်နေကြသူ့ရဲ့ကောင်းတော်မှာထားတဲ့ဒီပဝါလေးကတီချာလေးစနစ်တကျခောက်ထားတာကိုကျွန်တော်မြင်တွေ့ရတဲ့အခါမှာဒီညာက ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကစစ်မှန်တယ်ဆိုတဲ့အကြောင်းအရာကိုဖော်ပြနေခြင်းပဲဖြစ်ပါတယ်။ဒီဂျူးတွေရဲ့ယဉ်ကျေးမှုအရာဒီအလောင်းမှာပတ်ထားပေးတဲ့ဒီပိပဆိုးကကိုခန္ဓာနဲ့အတူမရှိတော့ခြင်းကရှင်ပြန်ထမြောက်ခြင်းကိုပုံဆောင်နေတာဖြစ်ပါတယ်။ပြီးတော့တီချားစီဖြစ်နေတဲ့ဒီကောင်းတော်မှာရှိတဲ့ပဝါလေးကစနစ်တကျခောက်ထားတဲ့အရာကလည်း ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုတည်တည်ဖြစ်စီဖို့ရန်အတွက်အရေးမွအနေနဲ့ထားခဲ့တာကိုလည်းကျွန်တော်မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ဒါကလည်းဂျူးတွေရဲ့ယဉ်ကျေးမှုဒလိမှာအနိုင်ရတဲ့သူက ရှုံးတဲ့သူရဲ့အဝတ်ကိုခောက်ပြီးတော့မှခြံထားရတဲ့ဒလိအတိုင်းတည်ခြင်းတရားကရှုံးပြီးတော့မှသခင်ယေရှုကအောင်မြင်သူအဖြစ်ဒီရဲ့ပိဿဒီရဲ့ ပိတ်ပစိုးလေးကိုစနစ်တကျအခောက်ထားတဲ့အကြောင်းအရာကိုကျွန်တော်မြင်တွေ့ရတာပဲဖြစ်ပါတယ်။တခုကိုခောက်ထားပြီးတော့မှထနောက်တစ်ခုကိုထားထားချင်းကသူအနိုင်ရပြီးပြီးအမှုပြီးပြီးဒါပေမဲ့ငါပြန်လာရအောင်မယ်ဆိုတဲ့ဒီရဲ့အရင်အမှုလေးထားခဲ့ခြင်းလည်းဖြစ်ပါတယ်။ဒီရာကတော့ကျွန်တော်မြင်တွေ့ရတဲ့အထဲမှာချက်ချင်းပဲယုံကြည်ခြင်းကို ရောက်သွားတဲ့သူကတော့ ယောဟန်ပဲဖြစ်ပါတယ်။သူကဂျူးလူမျိုးတွေရဲ့ယဉ်ကျေးမှုထုံတန်းဓလိတွေကိုတေချာနားလည်တဲ့သူဖြစ်တဲ့အတွက်ဒီအမှုရာတိအခင်းကျင်းလေးကိုမြင်လိုက်ရတဲ့အခါမှာချက်ချင်းပဲယုံကြည်ခြင်းရောက်တယ်ဆိုပြီးတော့မှပေါ်ပြထားတော့ကျွန်တော်တွေ့ရတဲ့အတွက်ဒီအရာကခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းမှာယုံကြည်ခြင်းကို ဥတီစေတဲ့မြင်ကွင်းလေးဖြစ်တယ်ဆိုပြီးတော့မှအနေငယ်မျှဝေပေးချင်တာဖြစ်ပါတယ်အားလုံးပေါ်ဖျားခင်တာ၍ကောင်းချီးပေးပါစေ